မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမားလ24ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ကမ်ပလတ်မြို့ကိုသိမ်းပိုက်ပြီးတဲ့နောက်နိုင်ငံရေးအကျဉ်းသားများအပါအဝင်အကျဉ်းသား၄ဦးကိုပြန်လည်လွှတ်ပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမားလ27ရက်နေ့ည7:00နာရီအချိန်မှာချင်းပြည်နယ်ကမ်ပလတ်မြို့မှာတပ်ဆွဲထားတဲ့စစ်သားများအလုံးဟာထွက်ပြေးဆုတ်ခွာသွားပြီးတဲ့နောက် ချင်းညီနောင်တပ်ဖွဲ့ကကံပတ်လက်မျိုးကို အပိတတိုက်ခိုက်တိမ့်ပိုက်လိုက်တယ်လို့သိရပါတယ်အခုလိုမျိုးတိမ့်ပိုက်ပြီးတဲ့နောက်မှာနိုင်ငံရေးအကျဉ်းသားများအပါအဝင်အကျဉ်းသား၄ဦးကိုပြန်လည်လွှတ်ပေးလိုက်ကြောင်း၎င်းကရှင်းပြထားပါတယ်ကံပတ်လက်မှာပြန်ပြီးတော့ကဲထုတ်ထားတာ၄ဦးရှိပါတယ်၂ဦးကတော့တော်လိုင်းရင်နဲ့ပတ်သက်တာတွေကိုလုတ်တဲ့အတွက်ကြောင့်မှာတအူးကတော့လမ်းမှာစစ်ကြောင်းနဲ့တိုးလို့အဖမ်းခံရတာအဖမ်းခံရပြီးတော့နှိပ်စက်တာတွေလက်သေးခွန်ခွာတာတွေ တန်ကိုမိဘူးတိုက်ပြီးတော့မှနှိမ့်ဆက်တာတွေရှိတယ်နောက်တစ်ဦးကတော့တော်လိုင်းရင်မှာပါလာပြီးတော့အိမ်မှာနေတဲ့အချိန်မှာသတင်းပေးဒလန်ကြောင့်အဖမ်းခံရတာပါသူ့ကိုလည်းနှိမ့်ဆက်ထားတာတွေရှိပါတယ်နောက်တစ်ဦးကကဲထုတ်ထားတဲ့အထဲမှာပါလာတာကစစ်ကောင်စီတပ်သားတယောက်ပါမနေချင်လို့ထွက်ပြေးတဲ့အချိန်မှာသူ့ကိုပြန်ပြီးတော့ပြစ်ပြီးတော့ကိုပြန်ဖမ်းထားတာရင်အုပ်မှာဒဏ်ရာရထားပြီးတော့ထောင်ထဲမှာထည့်ထားတယ်ထောင်ထဲကိုထည့်ထားတာကိုကျွန်တော်တို့စီကနေပြီးတော့စေဝါကူတမှုတွေပေးလို့အသက်ရှင်တာပေါ့ပြီးတော့မှတခြားအချင်းသားတယောက်ကိုလည်းကဲထုတ်ထားတာပါလို့ စလိုက်အောင်လင်းကပြောဆိုထားပါတယ်အလားတူပဲမင်းတပ်မျိုးသိန်းတိုက်ပွဲမှာလည်းနိုင်ငံရေးအကျဉ်းသား73ဦးကိုကယ်ထုတ်နိုင်ခဲ့ပြီးတော့အဲ့ဒီအကျဉ်းသားများကိုတပ်ဆိုင်ရာနေရပ်များစီကိုပြန်လည်ပို့ဆောင်ပေးလိုက်ပြီးဖြစ်ကြောင်းမင်းတပ်အခြေစားချင်းတော်လိုင်းရေးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံစလိုက်ရောမန်ကပြောဆိုထားပါတယ်မင်းတပ်မျိုးသိန်းစစ်စင်ရေးအတွဲမှာအကြမ်းဖက်စစ်ကောင်စီက2021ခုနှစ်အာဏာသိမ်းပြီးတဲ့နောက်မတရားဖမ်းဆီးအချင်းချထားတဲ့နိုင်ငံရေးအချင်းသား73ဦးကိုလည်းအောင်မြင်စွာကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ ချင်းညီနောင်တပ်ဖွဲ့ကတရားဝင်သတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ဒေါနာတောင်ကျေကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အောင်စေရစစ်ကြောင်းကိုတိုက်ခတ်ခဲ့ရာစစ်သား9ဦးသေဆုံးပြီးစစ်တုံးမှ4ဦးနဲ့အတူလက်နက်5လက်ကိုသိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီသမားရ22ရက်နေ့မှာကော့ကရိတ်မြို့နယ်ဒေါနာတောင်ကျေကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်တပ်ရဲ့အောင်စေရစစ်ကြောင်းကိုတိုက်ခိုက်ချေမုန်းခဲ့ရာစစ်သား9ဦးသေဆုံးပြီးစစ်တုံးပန်း6ဦးနဲ့အတူ MA1 အမျိုးအစားတနက်တလာ MA2 အမျိုးအစားတနက်တလာ MA3 အမျိုးအစားတနက်3လက်တို့ကိုတိမ့်စီရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုအမှတ်32ဗျူဟာက Cobra စစ်ကြောင်း Venom စစ်ကြောင်းကျက်တဲ့နဲ့စစ်ကြောင်းနဲ့ Justice Soldier PDF တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့အောင်စီရစစ်ကြောင်းကိုနေညမပြတ် ိုက်ခိုက်နှိမ်နှင်းလျက်ရှိပြီးတော့ပြည်သူများအနေနဲ့လည်းတော်လှန်ရေးရဲဘော်များလိုအပ်လျက်ရှိတဲ့ကြီကာများကြီကာအုပ်ထုပ်များနဲ့ကြီစံများကိုလည်းတက်နိုင်သမျှဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန်မြစ်တာရက်ခံထားကြောင်းတရင်အရှိပါတယ်ခမောင်းတရင်တွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာ။ မြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရေစကြုံမြို့နယ်ရေလက်ကျုံဒေသကိုစစ်ကူလာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား10ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ19ရက်နေ့မနက်9:00နာရီခန့်နဲ့17:00နာရီခန့်မှာရေစကြုံမြို့နယ် ရေလက်ကျွန်းဒေသမင်းရွာပြူစောတိရွာကိုတန်ကုန်များနဲ့ဆစ်ကူလာတဲ့အကြမ်းမဆက်သားအင်အား80ခန့်ဟာနွေနီကျွန်းကျေးရွာမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းများကိုခိုးယူကာမိရှို့နေတဲ့အကြမ်းမဆက်တဲ့ဆစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကအနီးကပ်စောင့်ကြိုပြီးတော့နှစ်ချိန်ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲနှစ်ချိန်ဟာ တနအီကျော်ကြာမြင့်ခဲ့ပြီးတော့ကြည်စံခဲရများလုံလောက်မှုမရှိတဲ့အတွက်ကြောင့်တော်လိုင်းရဲတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၁၀ဦးသေဆုံးပြီးတော့တနအီများကောက်ယူနိုင်ခဲ့ခြင်းမရှိဘူးလို့ပြောပါဗျ။ အကြမ်းစစ်ကူစစ်ကြောင်းဟာအထိနာပြီးတော့ပြန်လည်ဆုတ်ခွာတဲ့အချိန်မှာတန်ကုန်တင်းမောဘော်ကနေစစ်သားအလောင်းများကို ARD မြစ်ထဲကိုပြစ်ချနေတယ်လို့သိရပါတယ်။မင်းရွာကိုစစ်ခွေးတွေစစ်ကူလာတာကျွန်တော်တို့ကကြားဖြတ်တိုက်ခိုက်ခဲ့တာစစ်ခွေးအလောင်းတွေကို ARD မြစ်ထဲကိုပြစ်ချနေတာကိုရဲဘော်တွေကမြင်တွေ့ခဲ့ရတယ်။ကျွန်တော်တို့မင်းရွာပြူစောတိရွာကိုတိမ်းဖို့လှုပ်တာတော်လိုင်းတပ်ဖွဲ့ဝင်တွေထွင်ထားတဲ့ဘုံးဒီတွေမကွဲလို့မသိမ်းနိုင်ခဲ့တာလို့မန္တလေးခရိုင်အမှတ်6တရင်ကတာဝန်ရှိသူတဦးကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုမန္တလေးခရိုင်အမှတ်6တရင်နဲ့အခြားသော မဟာမိတ်များဒရုန်းအဖွဲ့များပါဝင်ခဲ့ပြီးတော့တပ်ခွဲနှစ်စားတောင်မိုးကြိုးစစ်ကြောင်းနဲ့တပ်ခွဲသုံးလက်ရုံးတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မုတ်ပလင်လမ်းဆောင်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်ကို drone နဲ့ပုံကျဲတိုက်ခတ်ရာစစ်သား၃ဦးတိမ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမားလာ၂၁ရက်နေ့မွန်လွယ်တနင်္လာ၂၂မိနစ်ခန့်မှာကြိုက်ထုံမြို့နယ်မုတ်ပလင်လမ်းဆောင်စစ်ဆေးရေးဂိတ်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များက drone နဲ့ဘုံဒီ၄လုံးကျဲချတိုက်ခတ်ရာစစ်သား၃ဦးတိမ်ဆုံပြီး၅ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် ဘုံသေးတွေချပြီးတော့나이ဝက်လောက်ကြာတော့လက်နက်ကြီးနဲ့ရမ်းပစ်တာတွေရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့တွေကစုတ်ခွာပြီးပြီဖြစ်တဲ့အတွက်အထိကိမရှိပါဘူးခရီးသွားပြည်သူတအုပ်ကတော့ကားမှန်စဆင်ပြီးတော့ထိကိုက်ဒဏ်ရာရတယ်လို့တော့ကြားတယ်။တရင်ကိုတော့အတိမပြုတ်နိုင်သေးဘူး။ဖျားဘူးပြည်သူတွေကိုအတိပေးချင်တာကစိတ်ခွေးတွေနဲ့ဝေးဝေးရှောင်နေကြဖို့တိုက်တွန်းချင်ပါတယ်။ စစ်ရေးဆိုတာအချိန်မရွေးနေရာမရွေးဖြစ်လာနိုင်လို့ပါလို့ကြိုက်ထို့တော်လိုင်းရင်အားစု KRF ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုကြိုက်ထို့တော်လိုင်းရင်အားစု KRF KNU KNL နဲ့ PDF 9735တိုင်ရင်တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ကြိုက်ထို့တော်လိုင်းရင်အားစု KRF အနေနဲ့စစ်အာဏာရှင်စနစ် ကြဆုံးတဲ့အထိကိုဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာဖြစ်ပြီးတော့ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးတိမ်ကိုအသက်ပေးပြီးတော့ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပြီးပြည်သူလူထုအပေါ်မှာတစုံတရာထိခိုက်နေတာပျက်စီးဆုံးရှုံးစေမယ်ဖောက်ခွဲမှုပြစ်ခတ်မှုများကိုပြုလုပ်မှာမဟုတ်ဘူးလို့အတိပေးပြောဆိုထားပါတယ်အလားတူပဲမကွေးတိုင်းဆက်လင်းမြို့နယ်မြောင်းချရွာဘက်ကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်ဗိုလ်တအုပ်အပါဝင်ခနာဦးဒဏ်ရာရရှိခဲ့ကြောင်းမင်းမှုခရအမှန်ငါတိုင်ရင်ကပြောဆိုထားပါတယ်ဒီဇင်ဘာလ22ရက်နေ့မနက်7:30မိနစ်ခန့်မှာ အင်းအား30ကျော်နဲ့ဆက်လင်းမြို့နယ်မြောင်းချရွာဘက်ကိုတောင်ကြီးကနေခြေချင်းဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကပြစ်ခတ်တိုက်ခတ်ရာအပြလန်ပြစ်ခတ်မှုတိုက်ပွဲတန်တားကြီးကျော်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကဗိုလ်တအူးအပါအဝင်9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်ခံရပြီးတဲ့နောက် လက်နဲ့ကြီးများနဲ့ပြစ်ကူယူပြီးတော့ပြန်လည်ဆုတ်ခွာသွားပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအသင့်ထောင်ထားတဲ့မိုင်းတွေကိုထပ်မံနင်းမိပြီးတော့ပောက်ကွဲခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်သေးဆုံးဒဏ်ရာရတာတွေရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်ဖွဲ့မင်းဘူးခရိုင်အမှတ်၅တပ်ရင်းကရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်ကမိုင်တိုင်318မှာခရီးသွားကားတွေကိုနထိုးကြီး PDF ကလမ်းပိုင်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ23ရက်နေ့မနက်10:00ခွဲအချိန်ကနထိုးကြီးမြို့နယ်နဲ့မေတီလာမြို့နယ်ကြားကမိုင်တိုင်အမှတ်318မှာနထိုးကြီး People Defense Force ကနေမြေစုံမိုးရေးလှုပ်ဆောင်ခဲ့ပြီးတော့ခရီးသွားကားတွေကိုစစ်ဆေးတာ ခရီးသည်တွေနဲ့တွေ့ဆုံပြီးတော့လိုအပ်တဲ့အသိပညာပေးမှုတွေကိုပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ပြည်သူတွေအနေနဲ့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်ကိုမလိုအပ်ဘဲနဲ့ခရီးမသွားကြဖို့နဲ့ညအချိန်မတော်မထွက်ကြဖို့တိုက်ပွဲနဲ့တိုးလို့ရှိရင်လည်းရှေ့ဆက်မမောင်းမဲနဲ့နီးဆက်ရမှာလုံခြုံတဲ့နေရာတွေမှာနေကြဖို့ကိုနထိုးကြီး PDF အဖွဲ့ကသတိပေးထားပါတယ်။စစ်ကောင်စီဘက်က23ရက်နေ့မနက်10:00နာရီခွဲမှာနထိုးကြီး PDF ကရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်အမှတ်338မြင်းဆောင်68ဖားလုံးမှာကားတွေကိုစစ်ဆေးပြီးတော့ ရင်းငယ်တစည်းကို010ဘောင်ဘက်ကိုခေါ်သွားတယ်လို့ရေးသားဖော်ပြထားကြပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နထိုးကြီးမျိုးနယ်ကတာဝန်ရှိတဲ့ဒူတွေကိုမေးမြန်းကြည့်ရမှာအမြန်လမ်းပေါ်ကိုလုံခြုံရေးအရာတော်လိုင်းတက်တွေစစ်ဆေးခဲ့တာမှန်ကန်ပြီးတော့အိမ်စည်းကားတစည်းပေါ်မှာပျောက်ကြားအင်ကြီးတွေ့တာမို့လို့ကားပေါ်မှာလိုက်ပါလာတဲ့ဒူတွေကိုအောက်ကိုခဏဆင်းခိုင်းပြီးတော့ယာယီစစ်ဆေးမှုတွေပြုလုပ်ပြီးတော့ပြန်လွတ်ပေးလိုက်တယ်လို့ပြန်လည်ပြောဆိုထားပါတယ် တိုက်ရင်တစ်ခုကခဏလေးတင်ဆက်လိုက်တာပါဖမ်းတယ်ဆိုတာမဟုတ်ပါဘူးပြီးတော့စစ်တဲ့ကားကပြည်သူတွေကားမလို့အေးအေးဆေးဆေးနဲ့ပြန်လွှတ်လိုက်တာပါလို့နှထိုးကြီးမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတအုပ်ကပြောကြားထားပါတယ်နှထိုးကြီး PDF ကယခုလိုမျိုးစစ်ဆေးမှုတွေပြုတ်လောက်အပြီးမှာစစ်ကောင်စီတပ်တချို့နဲ့ပြည်သူစစ်တွေအဲ့ဒီနေရာကိုရောက်လာသေးတယ်လို့ပြည်သူတွေစီကသိရပါတယ်တော်လိုင်းကာလ၄နှစ်ပြည့်တော်မှာမို့လို့ပြည်သူတွေအနေနဲ့စီကန်းလိုက်နာပြီးတော်လိုင်းရင်မှာပါဝင်ပေးကြဖို့ကိုနှထိုးကြီး PDF ကမြစ်တာရက်ခံထားပါတယ် ပြီးခဲ့တဲ့ဒီဇင်ဘာလ12ရက်နေ့ကလည်းရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်မိုင်းတိုင်အမှတ်316ကစစ်စေးရေးဂိတ်ကိုနထိုးကြီး PDF ကတိုက်ခိုက်ခဲ့တဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်တီးတိမ်မြို့အခြေစိုက်ခလာရ268တိုင်ရင်းကစစ်ကောင်စီတပ်သားတအူးဟာလက်နက်များကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့အတွက်ကြောင့်ငွေကျပ်350ချင်းပြည်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ16ရက်နေ့မှာ တီးတိမ်မျိုးအခြေဆိုင်ခလိုက်ရ268တက်ရင်ကတတစစ်ပိုင်ဖြိုးခေါ်ကိုဖြိုးဟာဂံကောမျိုးနဲ့ပြည်သူကာကွယ်ရေးအဖွဲ့ပကဖထံကိုချိတ်ဆက်ပြီးတော့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်အလင်းဝင်ရောက်ခဲ့တဲ့တတစစ်ပိုင်ဖြိုးခေါ်ကိုဖြိုးဟာ၎င်းကင်ဆောင်နဲ့ MA1 တနက်တလန်ကြီပေါင်းနှစ်ခုလက်ပြပုံတစ်လုံးနဲ့ကြီအတောက်တရာတို့ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အခုလိုမျိုးလက်နက်နဲ့တကွာအလင်းဝင်ရောက်လာတဲ့တတစစ်ပိုင်ဖြိုးကိုဂံကောမျိုးနဲ့ပကဖကငွေကျပ်350စုချင်းမြဲပေးခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ